ပြီးကြတဲ့ပတ်တုံးကတော့ကျွန်တော်ဒီဖိုင်လေးကိုကျွန်တော်ပေါက်တိဖြစ်မဲ့ဖိုင်လေးကိုကျွန်တော်တွေ့ခဲ့ပါတယ်။ဒါပေမဲ့ငလင်လှုပ်တဲ့အချိန်နဲ့ကျွန်တော်မှလည်းအခက်အခဲမျိုးစုံဖြစ်သွားလို့ကျွန်တော်ကိုယ်နိုင်လည်းချဲမထိုးလိုက်ပါဘူး။ဒီဖိုင်လေးကအောင်မြင်သွားလို့ကုပွဲလည်းဆက်ပြီးတော့ပေးနိုင်တယ်ထင်လို့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ထုတ်ပြတာပါ။တိချာလေးလိုက်ကြည့်ပါ။ပြပြမှာတဲ့ တရားရှိတရားရှိဆိုတဲ့ကဏ္ဍလေးဟာနောက်နှစ်ကိုတုံညာတိရှိလို့ထွက်တယ်ထွက်ပြီးမှဒီဘက်နှစ်မှာငါးနှစ်လေးဆိုကဏ္ဍလေးတရားထားအလူတည်ပြီးမှသူကဒီတရားရှိကနေဒီဘက်ကိုတဲ့တပွဲနှစ်ပွဲတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ငါးနှစ်ကျောင်းမှာမှာခွန်ရှိလေးလူတည်တာ ဒီကွန်ရှင်လေးကနေပြီးတော့နောက်နှစ်ကိုဒီတစ်နှစ်ကျော်ခုနှစ်ပင်ဆင်းလိုက်လို့ရှိရင်3တတိပါအဲ့ဒီ3တတိဆိုတဲ့ကဏ္ဍလေးဟာနောက်နှစ်ကို3တတိလို့လိုက်ထွက်တာပါအဲ့လိုထွက်ပြီးမှစောစောအသေးခဲ့တဲ့ခွန်ရှင်လေးဆိုတဲ့ကဏ္ဍလေးဟာဒီ3တတိဆောင်ကိုခွန်ရှင်လေးလို့လိုက်ထွက်တာပါအဲ့လိုထွက်ပြီးမှသူ့ရဲ့ဒီဘက်ကနေပြီးတော့တစ်နှစ်ကျော်မှာ တနေ့ကျော်ရှစ်ပွဲမှာပါအပေါ်ဦးတက်လိုက်လို့ရှင်တပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲ၆ပွဲခုနရှစ်ပွဲဒီ၃ည၅လေးဆိုတဲ့ကနန်းလေးရနှစ်နှစ်ခြားပြီးတော့လိုက်ကြတာပါပြီးခဲ့တဲ့ဘက်ကအဲ့လိုလိုက်ကြတာကြပြီးမှသူ့အောင်မှာ၆၈ပါဒီမှာလည်းအဲ့လိုပါပဲဒီဘက်မှာ၄၅နှစ်ပါအဲ့၄၅နှစ်အောက်ကဒီ၁၀၄ဆိုတဲ့ကနန်းလေးရဒီဘက်နှစ်က 140ပါ140 140တက်ပြီးမှနှစ်ပင်ကြောင်းလင်းခါနေလို့တိုက်ပဲတက်ပတ်ထားပါအဲ့လိုကနန်းတယ်လိုက်တာတယ်ပြီးမှဒီဘက်ကိုခုနလိုပါပဲတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်ချားပြီးဒီ၈နှစ်၅ပါဒီ၈နှစ်၅ရဲ့ဒီဘက်တနှစ်ကျော်မှလိုက်ပြီးတော့ထွက်တဲ့ကနန်းလေးခုနှစ်ပင်မှထွက်တဲ့ကနန်းလေးသုံးနှစ်လေးအဲ့ဒီသုံးနှစ်လေးနှစ်သုံးလေးဆိုတဲ့ကနန်းလေး နောက်နှစ်ကိုနှစ်သုံးလေးလူလိုက်ထွက်တာထွက်ပြီးမှနှစ်သုံးလေးရဲ့ဆောင်းမှာမှနှစ်ငါးရှစ်ဆိုပြီးထွက်တာဒီရှစ်နှစ်ငါးလေးနှစ်ငါးရှစ်လို့တိုက်ထွက်တာဘုဘကခွန်ရှင်လေးခွန်ရှင်လေးထွက်တယ်လို့ပါပဲအဲ့လိုထွက်ပြီးမှဒီနှစ်ငါးရှစ်ကဒီဘက်တစ်နှစ်ကျော်အပေါ်ရှစ်ပင်တက်လိုက်လို့ရှိရင်ဒီမှာ6 6ခွန်6 6ခွန်ဆိုတဲ့ကဏ္ဍလေးနှစ်နှစ်ချပြီးတော့ ရှစ်6ခုလို့လိုက်ကြတာပါ6 8ခုလို့လိုက်ကြတာပါအဲ့ဒါဒီ site ကလေးကိုလည်းကျွန်တော်အရင်ပတ်တယ်အတွေ့တော့ကျွန်တော်တင်မှုစိတ်ဆင်ရှိပါတယ်အဲ့ငလင်လောက်လိုက်တာနဲ့ကျွန်တော်မတင်တာပါတခြားဒီ break တစ်ဒီ၄ break တစ် break ၄ break တစ် break ၄ break တစ် break အဲ့လမ်းကြောင်းနဲ့ကျွန်တော်650နဲ့6နှစ်သုံးနဲ့ကျွန်တော်ခွန်သုံးတင်နဲ့တစ် break ကိုသုံးမျိုးပြခဲ့တာပါ အဲ့နိုင်ပေါ်မှာကျွန်တော်မိတ်ဆွေတွေတိပါတယ်အခုတော့ဒီပွဲစဉ်မှာဒီ၄ပရိတ်၁ပရိတ်အောက်မှာ6ရက်10ပိတ်တဲ့ဒီ၄ပရိတ်၁ပရိတ်အောက်မှာ6ရက်10ပိတ်ဒီ၄ပရိတ်၁ပရိတ်အောက်မှာကျွန်တော်6ရက်10ပိတ်နဲ့ဒီဘက်က65 685ဆိုတဲ့ခဏလေးကိုဒီမှာ658လို့ကျွန်တော်မိတ်ဆွေတွေကိုထည့်ပေးလိုက်ပါတယ်ဒါမှမဟုတ်လို့ရှိရင်လဲစသဥတည်ခဲ့တဲ့ဒီ၄၅နှစ်ဆောင်က658ကြတယ်ထင်လို့ရှိရင် ဒီလင်းကားနဲ့ဆောင်ကကိုသုံးတင်လေဒီမှာသူကအရင်ဖြစ်ထဲထုံးလို့ရပါတယ်အဲ့တော့ကျွန်တော်ကိုသုံးတင်နဲ့65ရှင်းနဲ့နှစ်ခွက်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်လက်ဆောင်ပြီးတင်ပေးလိုက်ပါတယ်ပြီးကြတဲ့ဘက်ကတော့ကျွန်တော်တို့ကံမကောင်းစွာနဲ့ပေါတိတွေ့ပြီးတော့မထိုးလဲမထိုးပြုတ်ခဲ့ပါဘူးသူတို့ဟိုမှာလည်းခဏမပိုးလိုက်ပါဘူးအဲ့တော့2025ခုနှစ်ချိန်မှာစိုးစံရဲ့မိတ်ဆွေတွေဝါရဏရှင်တွေ ကံကောင်းခြင်းတွေပြည့်စုံပြီးချဲတီတွေပေါက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။